အားလုံးပဲမင်္ဂလာပါခင်ဗျာ HP Movie Rica Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စကားလေးကတော့အိန္ဒိယရုပ်ရှင်စကားကောင်းလေးဖြစ်တဲ့ Put by the Rise ဆိုတဲ့2021ကထွက်ရှိခဲ့တဲ့စကားလေးပဲဖြစ်ပါတယ်ဒီစကားလေးမှာတော့တာမန်ဆင်းရဲသလားကြုံရချက်ပန်လွတ်တတဲ့ Post ပါဆင်းရဲသလားမာနကြီးသလိုပူပေါက်လဲကြပါတယ်တခုံးနဲ့စာဖွက်ရရင်လူ့ကွာစာပေါ့ဗျာကွန်မန့်နဲ့ထင်ရင် ဘာကောမှအလျှော့မပေးကြသလိုအမျိုးအမြင်လည်းအတော်ကြီးရှာပါရဲ့အဲ့လိုလူတယောက်ကအလွန်ရှားပါတယ်သစ်တမျိုးဖြစ်တယ်အနီရောင်စနကူးပင်ကို မောင်ခိုးရောင်းဝယ်ကူတန်းနဲ့ခိုင်းနေချိတ်ဆက်မိသွားရကနေဘလိုတွေဖြစ်သွားမလဲဆိုတာကို စကားလေးကိုကြည့်ပြီးတော့ရုပ်ရှင်ချစ်သူတွေအတွေ့အကြိုက်တွေ့စီမယ်စကားလေးတကားပဲဖြစ်ပါရင်ဆက်လန်လေးရဲ့အဆမှာတော့အမျိုးသမီးတယောက်သားဖြစ်သူကိုကြောင်းလာအပ်တဲ့အခါမှာကြောင်းဆရာက အမျိုးသမီးကိုမျိုးရိုးနာမည်ကိုမေးလိုက်ပါတယ်။မိခင်ကမဖြေခင်မှာခလေးငယ်က most lady ပူပါရလိုတင်းမမှန်ဂုံယူစွာနဲ့ဖြေလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနာမည်မျိုးရိုးဟာဇက်မြင့်မျိုးရိုးဖြစ်တဲ့အကြောင်းဖြစ်ပါတယ်။မကြခင်မှာပဲအကူဖြစ်သူရောက်လာပြီးတော့မင်းရဲ့အဖေကမင်းရဲ့အမေနဲ့အပြော်အိတ်လိုရထားတဲ့တာကအခုလိုမျိုးမျိုးရိုးကုံကိုသုံးပိုင်ခွင့်မရှိဘူးကြောက ခလေးကို မျိုးရိုးနာမည်မရှိတဲ့ လူတယောက်လူပြောလိုက်ပါတယ်အခုလူပြောလိုက်တဲ့စကားမရင်ငယ်ဖြစ်ခဲ့တဲ့မိခင်ကို ထိခိုက်တယ်လို့ကလေးငယ်ကိုပါစိတ်တန်ရာရစေခဲ့ပါတယ်ဖခင်ဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ဖခင်ရဲ့နာရေးကိုသွားခဲ့တဲ့သူတို့သားမိကိုမယားကြီးနဲ့ရထားတဲ့သားတွေကအဝင်မခံခဲ့တယ်လို့စွဲထုတ်သွားခဲ့တာကြောင့်သားမိနေရာအပြင်ကိုရောက်လာခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့မျက်နှာကိုနောက်ဆုံးအချိန်တော့ကြည့်ခွင့်မရခဲ့ပါဘူးလေအုပ်ကြတဲ့ကနေပဲအဝေးကနေကြည့်နေခဲ့ရပါတယ် မိယုပလာထိုးစံတိုင်းဖခင်ဆုံးပြီးတဲ့နောက်မိခင်ဖြစ်သူကခလေးငယ်ကိုသပင်ရိတ်ပြီးခဲ့ပါတယ်။ဖခင်နာရေးပြီးဆုံးချိန်မှာတော့အိမ်ဘော်ကနေနင်ချခံတာကြောင့်သားမိနေအောင်လမ်းမေးကိုရောက်ခဲ့ရပြီးတော့ဖခင်မသိခင်ကပေးထားခဲ့တဲ့စွဲချုပ်ကိုလည်းဖြုတ်သွားခဲ့ပါတယ်။နှစ်တွေသာကြာသွားခဲ့ပေမယ့်ပို့စ်ပါတော့သားအမိနေအောင်စင်းရဲစွာနဲ့နေထိုင်နေကြရတော့မှဖြစ်ပါတယ်။မနေ့ကင်းတမနဲ့မှာတော့အကျွေးရှင်ဟာသူ့မိစီမှာအကျွေးလာတောင်းခဲ့ပါတယ်။ မပေးနိုင်သေးလို့တောင်းမနေပြီမလဲအကျွေးရှင်ကတော့အသံအကျဲကြီးနဲ့အိနီးနာချင်းတွေကြောင်းအော်နေခဲ့ပါတယ်မိခင်ဖြစ်သူကတော့အကျွေးရှင်ကိုသူ့သားလေးအလုံရနေပြီမကြခင်မှာအကျွေးတွေကိုပြန်စပါမယ်လို့ပြောနေခဲ့ပါတယ်အကျွေးရှင်ကလည်းခမည်းသားကအလုံပြုတ်သွားတာမသိဘူးလားဘာနဲ့ပြန်စမလဲလို့ပြောလိုက်ပါတယ်မန်နေကေတော့ပို့ပါအလုံထဲမှာလက်ဖက်ရည်တောက်တဲ့အချိန်ကလတိုင်းပေါ်မှာခြေရောက်ကိုချက်ပြီးတော့လက်ဖက်ရည်တောက်တဲ့အချိန် အလောက်ရုံတို့ထင်းနဲ့မန်နေဂျာတို့ရောက်လာကြပါတယ်။ဘသူကမှဂယူမဆိုင်တဲ့ post ပါ။သူစတိုင်နဲ့သူအေးအေးဆေးဆေးနဲ့လက်ဖက်ရည်ကိုတောင့်နေခဲ့ချင်းတတိက post ပါကိုတွတ်သွားတဲ့အခါမှာတော့မန်နေဂျာကိုမေးလိုက်ပါတယ်။သူလာတာကိုအလေးမထားဘဲနေနေတဲ့အတွေ့တတိကမေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကိုကြားတဲ့ post ပါကတတိပြောတာကိုဂယူမဆိုင်ပဲနဲ့သူလက်ဖက်ရည်ကိုပဲသူဆက်တောင့်နေခဲ့ပါတယ်။တတိက သူ့ရှေ့ကနေဖြတ်သွားပြီးတော့ ရုံးကုန်းထဲကိုရောက်တဲ့အခါမှာတော့မန်နေဂျာကိုထပ်ဆူပြင်ပါတယ်။သူရှိကဖြတ်သွားတာတော့ဂယုမဆိုင်တဲ့ပို့ပါကိုဒေါသချွေနေခဲ့ပါတယ်။မန်နေဂျာလည်းပြစ်လာပြီးတော့ပို့ပါကိုစူပါတော့တယ်။တထင်းသူရှိကဖြတ်သွားတာတော့ခြေချိန်ထိုင်နေရမလားဆိုပြီးတော့ပြောလိုက်ပါတယ်။ပို့ပါကမန်နေဂျာကိုပြန်ပြီးတော့ပြောလိုက်ပါတယ်။အခုတင်တော့သူခြေတော့ဖြစ်တယ်လို့အတင်ခံနိုင်ရတဲ့တစ်ဖက်ကလည်းသူ့ရဲ့ခြေတော့ပဲဖြစ်ပြီးတော့တထင်းကောင်းပေါ်ကိုတင်ထားတာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲဒါကြောင့်မန်နေဂျာက ပူပါကိုဒီမှာအလုတ်ဆက်လို့မယ်ဆိုရင်စီကန်းကိုလိုက်နာပါလို့ပြောလိုက်ပါတယ်။လူကွာစာကြီးပူပါကတော့မလိုက်နာနိုင်ဘူးဆိုပြီးတော့အလုတ်ကနေထွက်လာခဲ့ပါတယ်။ပူပါအလုတ်ထွက်သွားတာကိုတွေ့လိုက်ရတဲ့တယောက်ကလည်းပူပါတနေ့ကျရင်ကြီးပွားလာမယ့်သူတယောက်ဖြစ်နေတယ်လို့မန်နေဂျာကိုပြောကသူပါအလုတ်ထွက်ပြီးတော့ပူပါရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။နောက်တနေ့မှာတော့ပူပါသူပိုင်နဲ့ကျွဲတွေကိုအကုန်ရောင်းလိုက်ပြီးတော့ရှိသမျှအကျွေးတွေအကုန်လုံးကိုဆက်ပြစ်လိုက်ပါတယ်။ပူပါကတော့ အကျွေးဆက်ပြီးတဲ့အခါမှာတော့သူတို့သားမီးကိုအကျွေးတောင်းခဲ့တဲ့အကျွေးရှင်ကိုတရက်ကွက်လုံးကြောင်းအကျွေးဆက်ပြီးတဲ့အကြောင်းကိုလိုက်လံအော်ပြောခိုင်းခဲ့ပါတယ်။နောက်တစ်နေ့မှာတော့လူကွာစာကြီးပုတ်ပါကတော့အလုတ်တစ်ကိုထပ်မံရှာဖွေရပါတယ်။အဲ့လိုနဲ့ပုတ်ပါလေအလုတ်တစ်တစ်ခုတွေ့ခဲ့ပါတယ်။အလုတ်တစ်ခုက နေ့စားကပုံမမဲရမှာဖြစ်ပြီးတော့နောက်တစ်ခုကတော့တရက်ကို နေ့စားကဆယ်စားရမှာဖြစ်တဲ့တွင်သူ့ဘေးကလူတွေကိုမေးကြည့်လိုက်တဲ့အခါမှာတော့နေ့စားကပုံမှန်ရတဲ့အလုတ်ဟာ အန်ဒီရဲ့ကင်းပြီးတော့တည့်ရဲကိုတထောင်ရတဲ့အလုတ်ကတော့အသက်ကိုပါထိခိုက်နေတယ်လို့ထောင်နဲ့လဲဆန်ရနေတယ်လို့ပြောလိုက်တဲ့အခါမှာတော့လူကွာစာကြီးပုတ်ပါတထောင်နာအလုတ်ကားပေါ်ကို ပြေးတဲ့သွားပါရင်သူတို့အားလုံးဟာတောနဲ့ကြီးတဲ့ကိုရောက်လာပြီးတော့ခက်ခဲနေနေတဲ့လမ်းတွေကိုဖြတ်ကျော်ရပါတယ်ပုတ်ပါတို့လောက်အောင်အလုတ်ဟာတစ်ခိုးထိုးရမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့ခိုးထိုးရမယ့်တဲ့တွေကအလုံးရှားပါပြီးတော့အိန္ဒိယတနိုင်ငံလုံးထဲမှာပဲရှိသလိုအကြီးအသွေးခေါင်းလုံးတာကြောင့် ဈေးနှုန်းလည်းအရန်ကောင်းပါပါတယ်။အဲ့ဒီသစ်ပွင့်တွေကိုလည်းလူတွေမခုတ်ရရဥပဒေပြည့်တန်ကြီးကြီးနဲ့တားမြစ်ထားပါတယ်။အဲ့ဒီတွေကိုတောင်ဝန်ကျဆောက်ရှောက်ရသူကတော့တူရဲကိုကိုဝင်တာပါဖြစ်ပါတယ်။တစ်ခိုးထုတ်တဲ့လူတွေကိုနေနေရမှာလက်တံပြောင်သူဖြစ်နေမဲ့ကြီးပါတယ်။တစ်ခိုးထုတ်သူတွေအတွက်သူဟာအကြီးမားဆုံးသောအန်ရရဲ့ဆိုးကြီးတစ်ခုဖြစ်ပါတယ်။တည့်ရမှာတော့တူရဲကိုကိုဝင်တာပါတစ်ခိုးထုတ်သူတွေရဲ့အနီးပတ်ဝန်းကျင်ကိုရောက်လာပြီးတော့ ကင်းဆောင်နေတဲ့သူတွေရဲ့အစဉ်စဉ်အချက်ပေးတဲ့ကြောင့်သိခုံနေကြတယ်။အလုံသမားအားလုံးဟာကိုဝင်တပါရောက်လာပြီဆိုပြီးတော့ခုတ်လက်ဆာတစ်တွေကိုပြစ်ချက်ကထွက်ပြေးဖို့လုပ်ကြပါတယ်။ဒီချိန်ပုပ္ပါရောက်လာပြီးတော့ဘယ်သွားကြမလို့လဲလို့မေးလိုက်ပါတယ်။အချိန်တွေအများကြီးပြီးပြီးတော့ဂျိုးစာပန်းစာခုတ်ထားတဲ့တစ်တွေကိုရဲလက်ကိုအသာတကြီးပဲအလိုက်မှလာလို့မေးလိုက်ပါတယ်။ခဏကြာတဲ့အခါမှာတော့သူ့ရဲ့ကိုကိုဝင်တပါတို့အဖွဲ့ရောက်လာကြပါတယ်။သူတို့ရောက်လာတဲ့အခါမှာတော့ခုတ်ထားတဲ့တစ်လုံးတစ်လုံးမှမတွေ့ရတဲ့အခါမှာတော့သူ့ရဲ့ကို ကိုရင်တပါကပို့စွာတော့အဖွဲကိုဘာလို့နေရလဲဆိုမေးလိုက်ပါတယ်။အလုပ်သမားတွေကသူ့အကြောင်းနေကြတာတော့လဲလဲပါတယ်။လူကွာစားသည်ပို့ပါကတော့အမှန်တမ်းပဲတိတိအားလုံးကိုဝတ်ထားလိုက်ပြီလို့ပြောလိုက်ပါတယ်။သူရဲ့ကိုကိုရင်တပါကပို့ပါကသူ့ကိုပမာမခန့်ပြောတာကြောင်းတနနဲ့ကျေးလိုက်တဲ့အခါမှာပဲတိခုတ်တဲ့ပစင်ကိုစီနဲ့အလုပ်သမားအုပ်ကြီးကထရရလိုက်တာကြောင်းအင်ဟားနေငယ်နဲ့လာခဲ့တယ်။သူရဲ့ကိုကိုရင်တပါတိအောက်သေးအောက်တဲ့နဲ့ပြန်လာခဲ့ရပါတယ်။သူရဲ့ကိုပြန်ထက်သွားတဲ့နောက်မှာတော့ ဖူပေါတို့အဖွဲ့လည်းဝတ်ထားတဲ့သစ်တွေအားလုံးကိုပြန်ထုတ်ယူလိုက်ကြပါရစ်ဖြတိုးညံကောင်းပြီးတော့တတိရှိတဲ့လူခွာစာကြီးဖူပေါကိုသူတို့အားလုံးကလေးစားချီးကျူးကြသလုံးဖူပေါနဲ့အတူအလုတ်လိုက်ထွက်လာသူကက်ပါကလည်းဖူပေါကိုပိုယုံကြည်လာပြီးတော့ဖူပေါတပြည့်အပြည့်ခံယူလိုက်ပါရစ်လူခွာစာကြီးဖူပေါတို့အဖွဲ့ကားပေါ်ကိုတလုံးနဲ့တင်နေကြအချိန်မှာတော့သူရဲ့ကိုဝင်တက်ပါရေးတက်တာအမြောက်များနဲ့ပြန်ရောက်လာပြီးတော့အားလုံးကိုဒီနေရာမှာပဲရက်နေဖို့လော့စပီကာနဲ့အမိတ်ပေးလိုက်တဲ့အခါမှာတော့ လူကွာစာကြီးပုတ်ပါကကြောက်မနေပဲနဲ့ကြောက်ခဲတစ်လုံးကိုကင်ပြီးတော့လမ်းပြလိုက်ပါတယ်ဒီလိုနဲ့အနောက်ကအလုတ်သမားတွေကလည်းကြောက်ခဲကိုစီကောက်ပြီးတော့လိုက်ပြကြပြန်ပါတယ်အလုတ်နဲ့ပဲသူတို့ကိုဖမ်းဖို့လာတဲ့ရဲတပ်ဖွဲ့ကတော့ဂဲမိုးတွေကြားကနေတနတ်တန်တစ်ချက်ဖောက်ပြီးတော့ချင်းချောက်လိုက်တဲ့တွေအလုတ်သမားတွေအားလုံးခြေဦးတရကိုထွက်ပြေးနေကြခြင်းမှာလူကွာစာကြီးပုတ်ပါကတော့ကားပေါ်ကိုပြေးတက်ပြီးတော့နေရတဲ့နေရာကိုမောင်းကတစ်တစ်ကိုသွားရောက်ဝတ်ထားလိုက်ပါတယ်ပြီးရင်နောက်မှာတော့ရဲတွေမောင်းလာတဲ့ကားရှိမှရပ်ပြီးတော့ သွားရောက်အဖမ်းခံလိုက်ပါတယ်။ဒီလိုနဲ့ရဲစခန်းကိုပါသွားခဲ့ပြီးတော့အချုပ်ခန်းထဲကိုရောက်တဲ့အခါမှာတော့ရဲတွေရောတက်လုံးတွေကိုရှာမတွေ့တာကြောင့်လူကွာစာကြီးပုတ်ပါကိုအမျိုးမျိုးရိုက်နဲ့နှိပ်ဆက်ပြီးတော့တက်လုံးတွေထားတဲ့နေရာကိုမိပါတယ်။ဘလို့ပဲမိမိလူကွာစာကြီးပုတ်ပါကတော့တခုံးမှမပြောခဲ့ပါဘူး။လူကွာစာကြီးပုတ်ပါတို့အဖွဲ့ကိုသကိုးထုတ်ဖို့ခေါ်ခဲ့တဲ့သူကတော့ညီကို၃ယောက်ရှိပြီးတော့တရက်ကတော့ Jack ready သူကတော့ခေါင်းအကြီးဆုံးဖြစ်ပြီးတော့အခုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ သူကအားလုံးကိုဦးစီးလုပ်ကင်သူဖြစ်ပါတယ်။နောက်တစ်ယောက်ကဂျာလီလက်ဒီဖြစ်ပြီးတော့မိမကိစ္စမှာအရန်ကိုမှဝါသနာထုံသူဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့သူတို့ထဲကအကြီးဆုံးလူမိုက်ကြီးဖြစ်ပြီးတော့သူ့နာမည်ကကွန်နက်ရီဒီလက်စားခြေတဲ့အလုပ်ကို ပို့ပြီးတော့နှစ်သက်ပါတယ်။တစ်ဖက်ရန်သူကိုအနီးကဘုံခွဲတိုက်ခိုက်ခဲ့တာကြောင့်သူ့လက်တစ်ဖက်ကလည်းပြတ်သွားခဲ့ရပါတယ်။အဲ့လိုနဲ့နောက်တစ်နေ့မှာသူတို့ရဲ့တစ်ကားတစ်စီးလုံးပျောက်သွားတဲ့အခါမှာတော့ ပုတ်ပါစီကိုရောက်လာခဲ့ပါတယ်။ညီကိုတို့ဟာတစ်ကအကြောကိုမေးတဲ့အခါမှာတော့လူကွာစာကြီးပုတ်ပါကရူဘီ၅သိန်းပေးမှပြောပြမယ်လို့ပြောလိုက်တဲ့အခါမှာဘေးနာကဂျာလီဆိုတဲ့လူတယောက်ကတစ်ကမတွေ့မချင်းရိုက်စစ်မယ်လို့ပြောလိုက်ပါတယ်။ပုတ်ပါရဲ့ဘေးနာကအဆောင်ရဲတွေကတော့ရိုက်စစ်နေဘာမှမထူတဲ့ပြင်မနေ့ညကတညလုံးရိုက်စစ်တာတော့ဘာတခေါမှမပြောဘူး။တို့ချောင်း၄၀တာကုံသွားတယ်။လူကွာစာကြီးပုတ်ပါရဲ့အပြုံးမပြတ်တဲ့အတွေ့သူတို့ပဲ လက်လျှော့လိုက်ရတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့လူ့ကွာစာကြီးပုတ်ပါကတောင်းနေယူပြီး၅သိန်းကိုပေးလိုက်မှတလုံကားကြီးကိုပြန်တွေ့ခဲ့ပါတယ်။တလုံကားကြီးကိုလည်းပြန်ဆဲတင်လာခဲ့ပြီးတော့လူ့ကွာစာကြီးပုတ်ပါသူရခဲ့တဲ့ရူဘီ၅သိန်းကိုတုံးပြီးတော့ကိုပိုင်ကားတစ်စီးကိုဝယ်လိုက်ပါတယ်။ဂျာလီရဲ့အထင်သေးစကားနဲ့အင်းအပြင်းမှာကားပေါ်ကိုမှတ်တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။လူ့ကွာစာကြီးပုတ်ပါကတော့သူဝယ်လာတဲ့ကားနဲ့အမေဖြစ်သူကိုတင်ပြီးတော့ကားတစ်စီးနဲ့ရက်ွက်တဲ့ကိုလက်မောင်းပါတယ်။နောက်ပြီးတော့ သူ့ကိုငယ်စဉ်တည်းကနေခဲ့တယ်။အဖေတို့အမေခွဲညီကိုရဲ့အိမ်ရှိမှလည်းပတ်မောင်းပါတယ်။ပြီးရနောက်မှာတော့ပူပါကကွန်နဲ့ညီကိုသုံးရောင်အိမ်ရှိမှကားကိုရပ်ပြီးတော့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ရှက်သမျှငွေတွေကိုသုံးပြီးတော့ကားဝယ်လိုက်တာကြောင့်ဂျာလီအံ့ဩနေခဲ့ပါတယ်။အဲ့ဒီအချိန်ကွန်နဲ့ရည်ထီချွတ်လာပြီးတော့သူတပည့်တယောက်ကိုကန်ကြောက်နေခဲ့ပါတယ်။တပည့်ဖြစ်သူဟာတစ်လုံးတွေကိုခိုးတယ်နေခြင်းမှာရဲမှုကွန်ဝင်တာပါတွေ့သွားခဲ့ပြီးတော့အသိန်းခံရလို့ဒေါသထွက်ပြီးတော့ ကန်ကြောက်နေတာဖြစ်ပါတယ်။တပည့်ဖြစ်သူတွေကရဲမှုကိုဝင်းတပ်ပါဟာလင်းမြန်တွက်လဲပြီးတော့အရန်တော်နေတာကြောင့်ရှောင်ရှားဖို့မလိုတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။အားလုံးစိတ်ညစ်နေတဲ့အချိန်မှာတော့လူကွာစားကြီးပုတ်ပါကစကားဆပြောလိုက်ပါတယ်။အဲ့ဒီပြဿနာတွေသူ့မှာအကြံကောင်းရှိရလို့ပြောလိုက်ပါတယ်။ပုတ်ပါကတော့ကွန်နဲရတီနဲ့သူနှစ်ယောက်တည်းပြောမယ်လို့ပြောပြီးတော့ကြံတဲ့လူတွေကိုထပ်သွားရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကြားလိုက်နေတခြားသူတွေကဝိုင်းရဲကြပြီးတော့ အမန်တကယ်တော့ထွက်သွားပြီးခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကိုနဲ့ယဒီကိုတိုင်ထွက်သွားခိုင်းလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့လူကွာစာကြီးပုတ်ပါသူ့ရဲ့အကြံကိုစပြောပါတယ်။ပုတ်ပါရဲ့အကြံကနွားနို့ပို့တဲ့ကားတွေကိုအလဲကနေဖြတ်ပြီးတော့နှစ်ထပ်လှုပ်ရမှာဖြစ်ပါတယ်။အောက်ထပ်ကိုတက်လုံးတွေထည့်ပြီးတော့အပေါ်တက်ကိုတော့နွားနို့တွေထည့်ရမှာပဲဖြစ်ပါတယ်။အဲ့နောက်စစ်စေးရဲ့ဂိတ်တွေကိုကြော်ဖြတ်ရမှာဖြစ်ပါတယ်။ကိုနဲ့ယဒီကလည်းလူကွာစာကြီးပုတ်ပါရဲ့အကြံကိုလက်ခံလိုက်ပြီးတော့အခုလုပ်ငန်းစဉ်ကိုလည်း ပုတ်ပါကိုပဲကြီးကျက်စေဖို့ကားတစ်စီးကိုငွေ9သိန်းနဲ့ငားလိုက်ပါတယ်။ဒါပေမဲ့လူကွာစာကြီးပုတ်ပါကငားသိန်းကိုလက်မခံဘဲနဲ့အချိုးကြောင့်400ခန်းလို့ပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်။ပုတ်ပါပြောလိုက်တဲ့စကားကိုကွန်နက်ရည်ဒီက၄သိန်းလောက်ပဲပေးရမယ်ထင်ပြီးတော့လက်ခံလိုက်ပါတယ်။အမှန်တကယ်တော့ပုတ်ပါသူ့လက်အောက်ကအလုပ်သမားပုံစံမျိုးမနေချင်တာကြောင့်တောင်းဆိုခဲ့တာပါ။ဒါလို့ねလူကွာစာကြီးပုတ်ပါဥဆောင်ပြီးတော့ဆန္ဒကူးတစ်တွေကိုနေ့စဉ်ခိုးထုတ်နေကြပါတယ်။အဲ့ဒီနေ့ကစပြီးတော့ အယံလှည့်ပြီးတော့အယံပါနေတယ်ရဲမှုကိုဝင်တပ်ပါကတော့တစ်ကားလေးကိုဖမ်းဆီးမိခြင်းမရှိတော့ပါဘူးတဲ့ရမှာတော့ပုတ်ပါစီရီဖာလေးဆိုတဲ့ကောင်မလေးကိုကြွေသွားပြီးတော့လူရောက်ကြမ်းမိမယ်အသည်နှလုံးနှုတ်တယ်ပုတ်ပါ ရင်ခုန်သွားခဲ့ပါတယ်လူကွာသားကြီးပုတ်ပါကတော့ကောင်မလေးသူ့ကိုတတိထားမိလာအောင်ဤအမျိုးမျိုးနဲ့လှုပ်ခဲ့ပါတယ်အချိန်ပေါင်းများစွာကြိုးစားခဲ့ပေမယ့်စာရီဘာလေးဆိုတဲ့ကောင်မလေးကသူ့ကိုလုံးဝတတိမထားမိခဲ့ပါဘူးဒီလိုနဲ့ အချစ်လူကြောင့်ကြီး post ပါကတော့သူ့ရဲ့တပြည့်ဖြစ်တဲ့ကက်ဆွာကိုပတ်စံပေးပြီးတော့သူ့ကိုတတိထားပြီးပြန်ကြည့်တော့လုတ်ခိုင်းလိုက်ပါတယ်။ကောင်မလေးကသူ့ကိုသဘောကျနေရဲ့ထင်ပြီးတော့လူကြောင့်ကြီး post ပါတီအောင်ဝင်လုံးပါတယ်။ကောင်မလေးကသူ့ကိုငွေပေးပြီးတော့ကြည်ခိုင်းတဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာလူကွာစားကြီး post ပါတီအောင်ကြောင်တောင်နဲ့ရှက်သွားပါတယ်။ post ပါလေသူ့ရဲ့တပြည့်ဖြစ်သူကိုဂုတ်ကနေဆွဲခေါ်လာခဲ့ပြီးတော့သူကပတ်စံပေးပြီးတော့ကြည်ခိုင်းတယ်လို့ပြောလိုက်လားလို့မေးလိုက်ပါတယ်။ တပည့်ဖြစ်သူကဝန်ခံတဲ့အခါမှာတော့သူ့ရဲ့မျောလင့်ချက်တွေသွားပြီလို့ပြောလိုက်ပါတယ်။သူ့ကိုကြည့်ဖို့ဘလောက်ပေးလိုက်ရလဲလို့မေးလိုက်တဲ့အခါမှာတော့ Ruby တထောင်ပေးရတာလို့သိလိုက်ရပါတယ်။လူကြမ်းကြီးလည်းမထူးတော့တဲ့အတွက်အပြုံးလေးတစ်ခုကိုတထောင်ဆိုတော့ကောင်မလေးသူ့ကိုနမ်းဖို့အတွက်တပည့်ဖြစ်သူကို UB 9000ပေးခိုင်းလိုက်ပါတယ်။အလုံးနဲ့ပဲ Sariva လေးဆိုတဲ့ကောင်မလေးကလည်း Post ပါတပည့်ဖြစ်သူကစွားနဲ့တငယ်ချင်းဖြစ်သူတွေရဲ့ကျွမ်းအားပေးမှုကြောင့်လူကြမ်းကြီးရဲ့အနာကိုရောက်လာခဲ့ပါတယ်။ ကောင်းမလေးကတော့အစပိုင်းမှာအဆင်ပြေတဲ့ပုံနဲ့နောက်ပိုင်းမှာတော့ထငိုပါရယ်။သူမသူ့ရဲ့ပထမဆုံးအနမ်းကိုသူလက်ထက်မဲ့သူကိုပဲပေးချင်တယ်လို့ငိုပြီးတော့ပြောနေခဲ့ပါရယ်။လူကြောင်ကြီးပုတ်စွာလေးတနာသွားပြီးတော့ပြန်လို့ပြီးခဲ့လိုက်ပါရယ်။နောက်တစ်နေ့မှာတော့ရဲမှုဂုံးဝင်းတပ်ပါဂိတ်ကိုဖြတ်ကျော်ဖို့နှုတ်တင်လာတဲ့ကားရဲ့အောက်ပိုင်းနဲ့အပေါ်ပိုင်းကိုဒုံးနဲ့ရိုက်ကြည့်တဲ့အခါမှာတော့ကားရဲ့အောက်ပိုင်းမှာတစ်တွေခိုးတင်လာတာကိုသိလိုက်ရပြီးတော့ကားသမားတွေကိုအပေးယူတစ်ခုနဲ့ပြန်လွတ်လိုက်ပါရယ်။ မနကာဒမာရီယာဂိုဒေါင်ကြီးထဲမှာတစ်တွေရလာချိန်မှာရဲတွေကိုဆက်သွယ်ပေးရမှာဖြစ်ပါတယ်။အဲနောက်မှာတော့စီနူးလို့ခေါ်တဲ့တိတ်မောင်ကိုဂိုင်းကောင်းဆောင်ဟာတစ်ကားမြောင်မြောင်ဆောင်ကိုလုဖို့ခိုင်းပဲကွန်ဂျယ်ရတီရဲ့ဂိုဒေါင်မှာထားဖို့ကြောင်းဖန်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဂိုဒေါင်ကိုစောင့်နေသူကမိမကိစ္စမှာရင်းမဲ့ကြည့်သူဂျာလီဖြစ်နေတာကိုသိလိုက်ရတယ်။စီနူးကစိတ်မချဖြစ်ခဲ့ရပါတယ်။ကွန်ဂျယ်ရတီကသူ့မှာစိတ်ချရတဲ့လူရုံတော့ပုတ်ပါဆိုတဲ့လူရှိတာဖြစ်ပြီးတော့သူလည်းဝိုင်းဝန်းစောင့်ပေးတဲ့အကြောင်းကို ပြောလိုက်ပါတယ်။လူကော့စာပို့စ်ပါကိုတွေ့တဲ့အခါမှာတော့သူ့ရဲ့ပုံစံကမျက်တော်မွေးစိုးနေတာကြောင့်စီနူးကသဘောမချခဲ့ပေမဲ့လည်းသဘောတူလိုက်ပါတယ်။နောက်တစ်နေ့မှာတစ်တွေကိုညပိုင်းထဲကနေတင်ပို့ရမှာဖြစ်တာကြောင့်မနဲ့လင်းတဲ့အခါမှာပို့စ်ပါရောက်လာပြီးတော့တစ်တွေကိုမတင်ပို့ရသေးတဲ့ကိုမြင်လိုက်ရပါတယ်။အဖြစ်မှန်ကတော့ဂျာလီဒီယောပါတီပွဲလုပ်ပြီးတော့ main clip နဲ့ပျော်ပါးနေလို့ဖြစ်ပါတယ်။အဲဒီအချိန်ကော်နရီကဆက်သွယ်လာပြီးတော့တစ်လုံးတင်ပို့မှုကိုရဲမှု ကိုဝင်တဘောက်တို့တည်င်းရသွားပြီးတော့မကြခင်မှာရောက်လာတော့မဲ့အကြောင်းကိုလမ်းပြောပါတယ်။တစ်ဖက်မှာတော့ပုတ်ပါကဂျာလီညကပြောပါနေရကြောင်းတစ်လုံးတွေဟာမပုတ်ရသေးကြောင်းပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့အများအမြင်မှာတောက်မကြိုးတဲ့ပုတ်ပါကသူဖြည့်ရှင်းပေးမယ်လို့ထပ်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲပုတ်ပါတစ်လုံးတွေကိုမြစ်ထဲကိုမျောချလိုက်ပါတယ်။တပြည့်ဖြစ်သူကက်စပါကိုလည်းပိုက်ဆံတထုပ်ပေးပြီးတော့ရေတကားကိတ်ဆောင်ကိုပိုက်ဆံနဲ့လက်ထိုးပြီးတော့ရေတကားကိုဖွင့်ပေးဖို့လွတ်လိုက်ပါတယ်။အဲဒီအချိန်မှာတော့ဂျာလီကကော်နယ်ရည်စီကိုဖုံးဆက်ပြီးတော့ ပုပ္ပာတလုံးနဲ့အားလုံးကိုရေထဲကိုပြစ်ချလိုက်တယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ပဲကိုနေရည်ကလည်းပုပ္ပာကိုဘာမှမပြောဘဲနဲ့ငြိမ်နေဖို့ပြောလိုက်ပါတယ်။အခုကိစ္စမှာလွဲချော်သွားရင်ပုပ္ပာကိုအကုန်လွဲချမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ရဲမှုကုံဝင်တဘာတို့အဖွဲလည်းရောက်လာကြပြီးတော့ကိုတော်နဲ့မှပါတစ်တလုံးမှမတွေ့ခဲ့ကြပါဘူး။အဲ့ချိန်မှာတော့တစ်တရာရည်တကားဝါကိုရောက်နေပြီဖြစ်ပါတယ်။အဲ့နောက်မှာတော့လူ့ကွာစာကြီးပုပ္ပာရဲ့ဖြတ်တော်ညံနဲ့ဆန်းဆောင်မှုကြောင့်ပဲစင်တို့ဟာသဘောကျသွားခဲ့ပြီးတော့ပုပ္ပာကို ညစာစာပွဲတစ်ခုကျင်းပပြီးပြီးတော့လွတ်တော်အမေတဦးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲညမှာပဲပုပ္ပာစင်နူရဲ့လွတ်ရတွေကိုတိလိုက်ပါတယ်။မန်နေဂျာတော့စင်နူဟာသူ့အောက်ကလူတွေကိုအကျိုးမြအနေငယ်ခွဲပေးတာဖြစ်ပြီးတော့ပုပ္ပာကလည်းကိုနဲ့ရည်ကိုတစ်စင်းတော့ကိုတိုးတောက်မှုပြောလိုက်ပါတယ်။ကိုနဲ့ရည်ကတော့ဈေးထက်တိုးတောက်မှုကိုစဉ်းစားခဲ့ပါတယ်။အဲညစာစာပွဲမှာသူ့တပြေကဆွာကအဖိုးကြီးတယောက်ကို ပုပ္ပာအလွန်တော်တဲ့လူဖြစ်ပြီးတော့စင်းလာအောက်ချီအလုံးမဖွားကနေကိုနဲ့ရည်လိုလုပ်ငန်းရှင်တွေနဲ့တန်းတူ စံကားပြောနိုင်တဲ့အစင်ဒီရိတ်ရှိလာပြီးတော့ပို့ပါရဲ့မျိုးရုပ်အမင်ကမော်လက်ဒီပို့ပါရာဖြစ်တဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့အဖိုးကြီးကပို့ပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်။အဖိုးကြီးကစီရီဗာလီရဲ့ဖခင်ဖြစ်ပြီးတော့ပို့ပါနဲ့သဘောတူအောင်သွားပြောနေခဲ့တာပဲဖြစ်ပါတယ်။အန်ဂျီလိုနဲ့နောက်တဲ့နေ့မှာတော့လူချမ်းကြီးပို့ပါ သူ့အမေနဲ့သူ့တူသူသဘောကျနေတဲ့ကောင်မလေးရဲ့အိမ်ကိုသွားပြီးတော့စစ်စပွဲတစ်ခုကိုစီစဉ်ခဲ့ပါတယ်။သူတို့ပွဲလေးမပြီးခင်မှာပဲပို့ပါရဲ့အဖေတူအမေခွဲအကူကရောက်လာပြီးတော့သူဟာသူ့အဖေရဲ့မယင်ငယ်သားဖြစ်တာကြောင့် စမ်းမြင်တဲ့မျိုးရိုးမဟုတ်တဲ့အကြောင်းကိုလူပုံလည်းမှနှိတ်ချပြောဆိုခဲ့တာကြောင့်လူအများရဲ့ရှေ့မှာစစ်စပ်ပေါ်လဲပြစ်သွားသလိုပုပ္ပါရဲ့အမေလည်းစေးရုံကိုတင်ထားလိုက်ရပါတယ်ကျွန်တော်လည်းပုပ္ပါဒီထက်မကငွေကြီးချမ်းသာအောင်လုပ်ပြီးတော့ဩဇာကြီးတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီလိုနဲ့ပဲပုပ္ပါစင်နူစီကိုသွားခဲ့ပါတယ်စင်နူစီကိုရောက်တဲ့အခါမှာတော့စင်နူဟာဇေတူတောင်းတဲ့သူတစ်ပြည့်တူကိုအပြည့်ရှင်းလိုက်တာကိုမြင်လိုက်ရပါတယ်ပုပ္ပါကတော့ဂိယုမဆိုင်ပဲနဲ့ဇေတူပြပုကိုပြောလိုက်ပြီးတော့သူပြောတဲ့အတိုင်းမတိုးပြီးတော့သူကိုယ်တိုင် ချန်နီမော်ရဂန်စီကိုတိုက်ရိုက်သွားရောက်မယ်လို့ပြောလိုက်ပါတယ်။ပြီးရင်နောက်မှာတော့ပုပ္ပါပမာမခန့်စီနူစီကနေဖုန်းယူပြီးတော့ချန်နီမော်ရဂန်စီကိုဖုန်းဆက်လိုက်ပါတယ်။အဲ့ချိန်မှာတော့စီနူရဲ့တပြည့်တွေကအလစ်ဝင်ရောက်တိုက်ခဲ့ပါတယ်။ဒါမဲ့သူတို့ဟာလူကော့သားကြီးပုပ္ပါကိုမထိုက်ခိုက်နိုင်ခဲ့ပါဘူး။ကျွန်တော်နဲ့ပုပ္ပါ ချန်နီမော်ရဂန်စီကိုတိုက်ရိုက်သွားပြီးတော့ဆက်ခဲ့ပါတယ်။ချန်နီမော်ရဂန်ကတော့ပုပ္ပါလာပြတဲ့ပစ္စည်းကိုကြည့်ပြီးတော့လိုချင်ခဲ့ပေမဲ့လေစီနူရဲ့လူတွေကပုပ္ပါရဲ့အသက်အန္တရာယ်ကိုထိခိုက်မှာစိုးရိမ်ရကြောင်းပြောပါတယ်။ ုတ်ပါကတော့စီနူရဲ့လူတွေကိုသူကင်တွင်နေတဲ့အကြောင်းကိုပြောပြီးရနောက်မှာတော့ကိုနေရည်ဒီစီကိုဖုံးဆက်ပြီးတော့ချန်နီအမေရိကန်နဲ့ဆက်သွယ်ပြီးတော့တိုက်ရိုက်အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။တဖက်ကကိုနေရည်ဒီကလည်းအခုကိစ္စကိုသူတို့ညီကိုတွေကိုမတိုင်မပြတ်လုပ်တဲ့အတွက်စိတ်တုံနေပေမဲ့လေပုတ်ပါချန်နီမူရဂန်ပေးမယ်စင်တော့စီနူပေးတာတဲ့6ဆလောက်များနေတာကိုပြောလိုက်တဲ့အခါမှာတော့ကျေးနပ်ပြီးတော့စီနူကိုအပြိုင်ဖိုက်ဖို့အတွက်လက်ခံလိုက်ပါတယ်။အလုံးနဲ့ဂျာလီယာသူတို့အဖွဲ့ထဲကိုရဲကိုတရင်ပေးတဲ့သူတွေကို ဖမ်းမိသွားခဲ့ပြီးတော့ တယောက်ကိုတော့တဏ္ဍနဲ့ပြစ်သားလိုက်ပါတယ်။ကျန်တယောက်ကိုတော့သမီးရှိတာကြောင့်မိမဆိုရင် အပြူကိုလုံးမပေးတဲ့ဂျာလီကတော့ဖခင်ရဲ့အသက်ကိုသမီးရဲ့ခန္ဓာနဲ့လဲဖို့အပေးယူလုပ်လိုက်ပါတယ်။အဲ့ဒီမိန်းကလေးဟာတခြားလူမဟုတ်ဘဲနဲ့စီဒီဗာလီပဲဖြစ်ပြီးတော့သူမဟာဂျာလီစီကိုမသွားခင်မှာပုတ်ပါစီကိုလာခဲ့ပြီးတော့အကြောင်းစုံကိုပြောပြလိုက်ပါတယ်။နိုင်ငံတော်ပုတ်ပါစီကိုအကူအညီလာတောင်းတာမဟုတ်ပါဘူး။သူရဲ့အပြိုစင်ဘွားကိုသူချစ်တဲ့သူရဲ့လက်ထဲကိုပဲပေးရချင်တာကြောင့်အဲ့ဒီလူကလည်းလူသားကြမ်းပေမဲ့နှလုံးသားနှုတ်တယ် လူကွာသားကြီးပုတ်ပါပဲဖြစ်ပါတယ်။အလုံးနဲ့ပုတ်ပါသူ့ရဲ့ကောင်းမလေးစီရီပါလီကိုလက်ကိုဆွဲပြီးတော့မိမမင်းငငန့်တဲ့ဖြစ်နေတဲ့ဂျာလီစီကိုသွားခဲ့ပါတယ်။ဂျာလီကိုလည်းရိုက်နှက်ခဲ့ပြီးတော့သူ့ရဲ့မတော်သေးတဲ့ရက်ခမကိုလည်းပြန်ကယ်ထုတ်လာခဲ့ပါတယ်။ဒီတဲ့တင်ကိုကိုနေရီတီးသွားတဲ့အခါမှာတော့ညီဖြစ်သူကိုရိုက်နှက်သွားတဲ့တရက်ခံကိုလိုက်ရှာနေခဲ့ပါတယ်။တရက်ခံပုတ်ပါဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့ဥကောင်းကိုအဝတ်ဆွပြီးတော့တပ်ပြဖို့တောထဲကိုခေါ်သွားခဲ့ပါတယ်။ပုတ်ပါကိုအပြရှင်းမဲ့အချိန်မှာတော့ တနတ်တန်တဲ့သူကွန်နရီရီတောင်လဲကြသေးဆုံးသွားခဲ့ပါတယ်။စီနူရဲ့လူတွေဟာကွန်နရီဒီနဲ့သူ့ရဲ့နောက်လိုက်တွေအားလုံးကိုရှင်းဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ပုပ္ပကတော့သူတို့နှစ်ဖွဲ့ရဲ့ဂျားကနေလက်ပြန်ကြိုးတုပ်ပြီးတော့ကောင်းဆုံးလာတဲ့အတိုင်းတိုက်ခတ်ရင်ပြေးနေရပါတယ်။ဒီလိုပြေးလွားနေကနေလဲနေတဲ့တပင်အောက်ကတကန်ဆွန်းလေးကိုတွေ့သွားခဲ့ပြီးတော့တပင်အောက်ကနေရောဝင်ကကောင်းဆုံးကိုချွတ်လိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ကွန်နရီဒီရဲ့လူတွေအားလုံးကအသက်ခံလိုက်ရပြီးတော့ဂျက်ဂါရီတီကြီးအောင်ပဲကြံတဲ့အခါမှာတော့ပုပ္ပက ဝင်ကယ်ခဲ့လိုက်ပြီးတော့အသက်ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်။အေးနောက်မှာတော့သူတို့အဖွဲ့ကိုလာတိုက်တဲ့စီနူရဲ့ရောက်ဖဖြစ်သူကိုလည်းအပြတ်ရှင်းခဲ့ပါတယ်။နောက်တနေ့မှာတော့ကိုနေရည်ရဲ့ဇာပနာကိုလုံနေတဲ့အချိန်မှာစီနူရောက်လာခဲ့ပြီးတော့သူ့ရဲ့ရောက်ဖလောင်းကိုလာတောင်းခဲ့ပါတယ်။စီနူကတော့မကြေနပ်တဲ့အကြောင်းပြဿနာရှာနေခဲ့ပါတယ်။အဲဒီဇာပနာအခမ်းအနားကိုလွတ်တော်အမတ်ကြီးလည်းရောက်နေခဲ့တာကြောင့်ဂျားထဲကနေပဲဖြေရှင်းပေးလိုက်ပါတယ်။ဒီလိုနဲ့ပြဿနာတွေတက်နေတဲ့ဂျားကနေစီနူရဲ့အမြတ်ကြီးစာခေါင်းပုံဖြတ်နေတာတွေကပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီအချိန်မှာတော့စီနီဝါသူယူရတဲ့အကြောင်းဖြတ်တန်းရတဲ့ဂိတ်ပေါင်း၁၈ဂိတ်ရှိပြီးတော့အားလုံးကိုလက်ထိုးရတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပုပ္ပကလည်းလိဟလာတဲ့အကွက်ကိုချပြလိုက်ပါတယ်။အဲဒါကတော့သူတို့ရဲ့တစ်တွေကိုလက်ရှိစေတဲ့ဆယ်ဆလောက်ရမယ်။ဈေးကွက်ကိုပြောပြလိုက်ပါတယ်။ပုပ္ပရဲ့စကားတွေကိုလွတ်တော်ကိုယ်စားလှယ်ကြီးနဲ့သဘောကျသွားပြီးတော့သူတို့ရဲ့မောင်ခိုတစ်ထလို့တဲ့လုပ်ငန်းစဉ်အားလုံးကိုဦးစီးလုပ်ကြဖို့ပုပ္ပကိုခေါင်းဆောင်အပြစ်ခတ်အားလိုက်ပါတယ်။ပုပ္ပအောက်ခြေကနေတဆင့်ချင်းတက်လာတဲ့လူတွေရောဖြစ်တာကြောင့်ဘသူမှသူ့ကိုမရှင်ရဲတော့ပါဘူး။ ဒီလိုနဲ့တည့်ရမှာတော့ရှင်နူရဲ့မိမဖြစ်သူကမောင်ဖြစ်သူတွေလက်စားမချေမတုတ်ပြင်းနဲ့ယောက်ျားဖြစ်သူကိုလက်လီပါရီပြီးရနောက်မှာတော့သူကိုယ်တိုင်ပုပ်ပါကိုလက်စားချေဖို့အခွင့်အလမ်းကိုစောင့်နေခဲ့ပါရီသူ့ရဲ့မူကိုဝင်တပ်ပါလေတစ်ကိုထုတ်တယ်ပုတ်ပါတယ်သူ့ရဲ့အဖွဲကိုမဖမ်းဆီးနိုင်တာကြောင့်ယာရုကလည်းနှုတ်ထွက်သွားခဲ့ပါရီပုတ်ပါဟာအဖွဲကောင်းဆောင်ဖြစ်ပြီးတော့အစဉ်ပြေလာတဲ့အခါမှာတော့ဘန်ကဝါရှင်ဆက်ကံကိုလို့ခေါ်တဲ့ရင်းမှုအစ်စ်ကရောက်ရှိလာခဲ့ပြန်ပါရင်းမှုအစ်စ်ရောက်ရှိလာတဲ့တရင်ကိုကြားတဲ့အခါမှာတော့ပုတ်ပါလက်ထိုးဖို့တွင် ငွေရည်အမြောက်များနဲ့သွားတွေ့ခဲ့ပါတယ်။ဘန်ကဝါစင်းကတော့ငွေကိုလက်မခံဘဲနဲ့ပုပ္ပါကိုအမျိုးမျိုးပညာပြနေခဲ့ပါတယ်။ဘသူစကားကိုမှမနာခံတဲ့ပုပ္ပါရဲမှုဘန်ကဝါစင်းပြောသမျှကိုနာခံပြီးတော့ငြိမ်နေခဲ့တာကိုတပြည့်တွေအားလုံးကအံ့ဩနေခဲ့ကြပါတယ်။ပုပ္ပါရဲ့အကြံကတော့သူမင်္ဂလာပွဲမကျင်းပါမီပြဿနာမတည့်အောင်လို့ဖြစ်ပါတယ်။သူချစ်ရတဲ့မိခင်ရဲ့ဘဝမှာဂျူရီတော်သားဖြစ်တဲ့ပုပ္ပါရဲ့မင်္ဂလာပွဲကသာလေအဓိကဖြစ်တာကြောင့်သူ့ရဲ့မင်္ဂလာပွဲကိုလုံးဝအပြည့်မခံနိုင်တာဖြစ်ပါတယ်။အင်းဒီလိုနဲ့ မင်္ဂလာပွဲနေ့ကိုရောက်လာတဲ့အချိန်မှာတော့ပုပ္ပါကိုဘသူမှရှာမတွေ့ခဲ့ပါဘူးပုပ္ပါနဲ့ရဲမှုသည်ဘန်ကဝါဆင်ဟာနေရာတစ်ခုမှာအတူတူအရက်တောင်ကြီးကနေပုပ္ပါကအခုအစားတွေကိုချွတ်ခိုင်းလိုက်ပါတယ်နေရောက်တာအခုမှပါကိုယ်သလုံးလေးဖြစ်နေကြအချိန်မှာတော့ပုပ္ပါကစကားဆက်ပြောလိုက်ပါတယ်သူဟာကူလီဘွားတွေကအခုလိုနေလာတာဖြစ်ပြီးတော့လက်မမထိုင်းလဲပုပ္ပါမလူတွေသိတယ်လို့ခွေးတွေကတော့မှတ်မိတယ်လို့ပြောပြီးတော့ခင်ဗျားကတော့အခုလိုပုံစံမျိုးဆိုရင်ခွေးမပြောနဲ့လူတော်သိမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကျွန်တော်လည်းပုပ္ပါ ူမင်္ဂလာဆောင်လေးကိုအင်ဂျီမပေါ်ဝင်နဲ့စိုက်ကဲစီပြီးတော့မင်္ဂလာခန်းမာလေးကိုဝင်လာခဲ့ပါတယ်ရမူဘဂဝါစင်းကလည်းသူ့ရဲ့အင်ရှိကိုအင်ဂျီပလာနဲ့ရောက်လာခဲ့ပြီးတော့သူမွေးထားတဲ့သူ့ရဲ့ခွေးဟာသူ့ကိုမမမိတာကြောင့်ဟောင်းနေခဲ့ပါတယ်ရမူဘဂဝါစင်းလည်းသူ့ရဲ့ခွေးကိုပြစ်တတ်ခဲ့ပါတယ်ဒီတော့နဲ့ရမူဘဂဝါစင်းဟာပုပ္ပမင်္ဂလာဆောင်နေတဲ့အချိန်မှာတော့သူ့ကိုလက်ထိုးခဲ့တဲ့ပုပ္ပရဲ့ငွေတွေကိုတက်စီလောင်းပြီးတော့မီးရှို့နေခဲ့တဲ့ဆက်လန်လေးအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ဆက်လန်လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် လိုက်အန် subscribe လေးလုပ်ပြီးသွားကြပါအောင်ဗျာနောက်တော့ရုပ်ရှင်စကားကောင်းလေးတွေမှာ ပြန်ဆုံကြပါမယ်ခင်ဗျာ